သွေးကိုချောင်းနိုင်ရဘုန်းကြီးတွေကသွေးတဲ့နာရှိတယ်လို့မသွေးတဲ့နာလည်းရှိတယ်အဲ့တော့ဘုန်းကြီးစိတ်ရဲ့အသွေးများဆိုတာကိုလေ့လာဖို့လိုတယ်လူတိုင်းလူတိုင်းကသွေးကူးကြတာရှိတယ်မသွေးတဲ့လူတွေလူပြောက်မှာမရှိဘူးဒါမှအားဖြင့်အသွေးမဲ့စိတ်ကြီးဆယ်ခုပဲရှိအဲ့ဒီဆယ်ခုကဘာလို့လဲမျက်စိကမြင်လို့သိရစေ နာရကြပြီးတော့ပြည့်စုံတဲ့တဲ့အားနဲ့ဒီအခါကနာပြီးတော့ပြည့်စုံနေရာကနေရပြီးတော့ပြည့်စုံခန္ဓာကကိုယ်ဝင်ဖြစ်ပြီးတော့ပြည့်စုံအဲ့ဒီစိတ်ဟာဆယ်မျိုးရှိတယ်ယစီကမြင်ပြီးတော့ပြည့်စုံကံတစ်မျိုးရှိတယ်နာကချာပြီးတရားကံတစ်မျိုးရှိတယ်နှာခေါင်းကအနတ်ချာပြီးတရားဆရာကအရသာတွေ့ပြီးတရားခန္ဓာကိုယ်ကချစ်ပြီးတရားတစ်မျိုးရှိတစ်မျိုးရှိဆိုတော့ မှန်မီဆိုတော့ပြောရပါဘူးအဲ့ဒါကအတွေးမဲ့ခြေကြီးတဲ့ဒီမှာလည်းသိစေ